စခင်လေးစားရပါတော့တော်လိုင်းမိတ်ဆွေတို့ရေအားလုံးပဲမင်္ဂလာပါနော် New Family Channel လေးကနေချိုးဆိုးလိုက်ပါရယ်နော်ဒီကနေ့မှာတော့ကပြဆရာအောင်ဝင်းရဲ့ဂါရာ80ပြို့တို့မဟုတ်ဆိုတဲ့ကပြလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားပါရစေနော်နင်းနေတူတူနားဆင်ပေးကြပါအောင်ရှင်ဂါရာ80ပြို့တို့မဟုတ် တချောင်းတကာတာတကပြားတပုတ်ဆန်းမွေးနေကြံစာအောင်ပန်းစုရီလူရုတဲအုံးရင်ခုံမြင့်မြတ်လွတ်လပ်နေနေရီရီမိုင်းမိုင်းညတတိုင်းမှာတော်ရိုင်းနှင်းစီဝေတကားလူရုတဲအုံးရဲရဲနှင်းစီအိုးဖြီသူသွေးဆွေးဆွေးထုံထုံး မန်ဟုံပြင်းပြင်းမှွေးပြီချင်းလေလင်းယုံဆောင်လျှောက်စေတကားရဲရဲနှင်းစီလင်းယုံရွှေရွှေစုံလီတိုက်တိုက်ပြန်လိုက်လေစံတောင်ပန်တခက်အနာကတ်တို့မြတ်တော်မြစ်စီနှင်းတကားလင်းယုံရွှေရွှေရေမြစ်စီတွင်လွင်ပြင်းဖြတ်တန်း ကမ်းရင်ညိုညိုမိုးခိုခဲ့သည်ရန်သူပေကလေးမြာညို့တန်ညံတကားရေမြင့်စီတွင်ညာမြင့်တန်ခြင်းဆွဲငင်လေးကိုင်းတမိုင်းသားကောင်တောတောင်ခြောက်ခြားမုတ်ဆိုးအားလျင်တရားဓမ္မမဲ့တကားညာမြင့်တန်ခြင်း ဓမ္မံစီပြေစေကနာယပိဏတစီမိုးရေခါတော်အာနာတော်မှာလောကမီတာပေါတကဓမ္မံစီပြေမီးတောင်ပြာမောဂလုံးမီးရှို့ပတုပင်လေဘေမာလောင်ကျွဲစက်သိမ့်ခန်းလေ ပန်းစာရေဝေးပြီတကမီးတောင်ပြာမောစာပန်းငိုင်ငုံအာယုံမတမနှောက်လေသည်မချီမဲအော့ဥမငုံဘူးတုံပြန်တိုက်ခိုက်သေးတကစာပန်းငိုင်ငုံတိုက်ခိုက်တုံပြန်တော်လှန်တွင်ဦးကူးဆက်အနီး ပြည်သူရဲ့အာနှလုံးသားမှာဓာကိုညံဆောင်ခြေတကတိုက်ခိုက်တုံပြန်သပုံဓာရောင်လျက်မှောင်အပြက်လက်ခနေခြေခြေရွယ်ထိုးဆိုင်မိษาတိုက်အာညနိုင်အောင်ပွဲခံသည်တကတချောင်းတကရာတကပြတပုတ်ဆဲမွေးနေကြံစား တောအောင်ဆန်းစုကြည်ကျမ်းမာပါစီတောအောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေအောင်ဝေဇွန်20ဇွန်9ရက်2025ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ကိုညွှန်း၍စာကြောင်းရေ80ဖြင့်ရေးဖွဲ့ထားပါသည်ဟုတ်ကဲ့ပါရှင်ခင်ဗျာဆရာအောင်ဝေရဲ့ ကာရာ80ပြို့တော့မဟုတ်ဆိုတော့ပြို့ကပြားလေးကိုအဆုံးအထိရပ်ဖက်တင်ဆက်ပေးခဲ့ရပါပဲဖြစ်ပါရဲ့ရှင်။နင်းတဲ့တူအဆုံးအထိနားဆင်ပေးခဲ့ကြတဲ့အတွက်ဂျေဆုများကြီးတင်ပါရနော်။ချစ်ခင်လေးစားရပါတော့တော်လမ်းမိတ်ဆေပေါင်းတို့ရင်ခက်ခဲလာတဲ့နေ့ရက်တွေတိုင်းမှာအဆဆအရာရာအာတင်ကယူဆိုင်ပြီးခရီးဆောင်ထိနိုင်ရကိုစီကနေနေတို့တူတူအာတင်ကျော်ဖြတ်ကြမယ်နော်။ အားလုံးပဲမင်္ဂလာပါရှင်။ New Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဇွန်လ19ရက်အမေဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့လေးမှာကဗျာဆရာမိုးပြည့်ရဲ့အမေသူမဟုတ်နှင်းစီအိုတန်းချင်းဆိုတဲ့ကဗျာလေးကိုရွတ်ဖတ်ပေးခြင်းပါရရှင်။အမေတို့မဟုတ် နှင်းစီအိုတန်းခြင်းမိုးရေသေးတဲ့အမေရေရေလဲရှမ်းလေရေလဲထန်လို့တချို့ဆိုပြန်စရာနေရာမရှိတော့ဘူးတနွေလုံးလဲပူခဲ့ပြီးပြီဒီအပူမီးတော့တွေဘလောက်များထက်လောင်မြိုက်အောင်ပါလဲချီရတဲ့သူတွေစီကနေ ခွဲထွက်စေလို့ရှင်တွေလဲ ကွဲအပ်ကုန်ပြီအမေသတွင်နေကြာမိတယ်အမှန်တရားဆိုခံပြင်းလို့နေအမေမမှန်တဲ့စကားဆိုမန်တင်းရင်နဲ့ကျွန်တော်တို့ရဲ့ဒေါသတွေဟာသွေးကြောတဲ့အထိပြန့်စင်ကုန်တယ်ရှင်ဖွင့်ခြင်းနဲ့အမေနေရောကောင်းပါရဲ့လား ပို့တာတဲ့ဆူတောင်းတွေရော အလုံးစုံရောက်ရှိပါရဲ့လားအာတင်ထားပေးပါအရင်လိုမျက်ဝန်းတွေကနေ စကားတွေပြောပေးပါ အရင်လိုမျက်ဝန်းတွေကနေမြစ်တာတွေပေးပါ အရင်လိုမျက်ဝန်းတွေကနေဆုံးမတွင်တင်ပေးအောင်အမေ ကောက်ရိုးမီမဟုတ်တဲ့ကျွန်တော်တို့အစုအဖွဲ့လေးကတော့အခုထိရဲရဲတောက်ဆဲပါပဲကျွန်တော်တို့ရဲ့ဘေးမှာကျွေပေမဲ့တောက်ပနေစေဖြစ်တဲ့ကျယ်တွေဝန်းရံထားလို့လေကျွန်တော်တို့ရဲ့ယုံကြည်ချက်အလင်းတွေဟာသူတို့ကြောင့်ပိုတောက်ပလာရတယ်ခါတော့ခါတီးတာပေါ့အမီ ဘဝတွေစတဲ့ခံပြီးမဝရေစာအနှဲငယ်နဲ့ကြုံရလေတခဏတာတွေအတွက်မဟုတ်ခဲ့ကြောင်းတေချာတာမို့နောင်တဆိုတာကျွန်တော်တို့ရဲ့ရန်သူပါပဲမဝေးတော့တဲ့တစ်ချိန်ပြန်ခိုလုံရမယ့်အမေအိမ်ဟာကျွန်တော်တို့ဘဝတွေကို အေးချမ်းစေမယ်ဆိုတာကိုလည်းယုံကြည်ထားတယ် ကောင်းခင်နဲ့ငရဲလိုတကပါတဲမှာပဲမတူညီစွာလှမ်းလျှောက်နေကြတဲ့တချို့အတွက်တော့ကျွန်တော်တို့ကြေကွဲကြရတယ်လူချင်းကွာတယ်လို့စိတ်တနဲ့ခံယူချက်ချင်းကွာတတ်ကြတယ်ဆိုတာကျွန်တော်လက်ခံတတ်ခဲ့တယ်ဖြစ်နိုင်ရင်ဒီလူတွေကိုပျောက်ကွယ်သွားအောင် အခွေရစ်တလို့ကြော်ပြစ်လိုက်ချင်တာမျိုးကကျွန်တော်ရဲ့အတ္တဖြစ်ပါစေအောင်တော့အဲ့အတ္တကိုကျွန်တော်ဆက်ကိုကွယ်နေအောင်ပါပဲတစ်ချိန်တည်းမှာပဲကျွန်တော်ရင့်ကျက်ခဲ့တယ်လို့တစ်ချိန်တည်းမှာပဲကျွန်တော်မရင့်ကျက်နိုင်ခဲ့ပြန်ဘူးအမေအမေပေးတဲ့တတ္တိအမွေတွေနဲ့အတူတူ နေခြင်းစရာမကောင်းတဲ့အချိန်တွေကိုတိုက်စားပြရမယ်။လွတ်လပ်ငြိမ်းချမ်းပြီးတရားမျှတခွင့်ရနိုင်မဲ့ကာလတွေစီကို အရောက်သွားရမယ်။ကျွန်တော်တို့ရဲ့ယက်တီချက်နဲ့ပန်းနိုင်က တူညီစွာ ရှင်သန်နေတာမို့ဘယ်အရာကမှ တွေ့ဖယ်သွားအောင်မစွမ်းဆောင်နိုင်တော့ပါဘူး။ တယောက်တည်းတက်တီးနဲ့ရှောက်လန်းခဲ့ရတဲ့လမ်းကြမ်းတမ်းမှန်တည်ခဲ့ရပြီအမေဒါကြောင့်ဒီတစ်ချိန်တော့အမေနဲ့အတူကျွန်တော်တို့ခရီးဆက်ပါမယ်စုတစ်ခုတော့တောင်းနေ ရောင်နီတာမဲ့အချိန်အပြုံးပန်းနဲ့ကြိုးစိုးခုံပြူပေးနိုင်ဖို့အမေမာပေးပါလို့ နားဆင်ပေးခဲ့ကြပါတော့နှွေဦးမိသားစုဝင်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နှွေဦး family youtube channel လေးရဲ့နောက်ထပ်တင်ဆက်မယ့်အစီအစဉ်သစ်တွေကိုလည်းစောင့်မျှော်အားပေးပေးပါအောင်ရှင်